အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့အနေနဲ့ Trip in Myanmar ဆိုတဲ့ခေါင်းစဉ်အောက်ကပြီးတော့မြန်မာနိုင်ငံတွင်ကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့အကြောင်းနဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်။အဲ့ဒီထဲမှာမှဒီ episode 93ကတော့ကျွန်တော်တို့ရှက်ပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ Minecraft မြို့လေးနဲ့ပတ်ဝန်းကျင်ကအကြောင်းအရာတွေကိုမျှဝေနေတဲ့အပိုင်းဖြစ်ပါတယ်။အခုဒီအပိုင်းမှာကတော့ ဒီမိုင်းခတ်မြို့နယ်ထဲမှာရှိတဲ့မိုင်းနှုံနှီးဖျားနှစ်ပေါင်း900လောက်ကတည်ထားခဲ့တယ်ဆိုတော့မိုင်းနှုံနှီးဖျားရဲ့မြင်ကွင်းအကြောင်းအရာတွေနဲ့အတူမိုင်းခတ်မြို့လေးရဲ့မြင်ကွင်းအချို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့တခုပြောချင်တာလေးကဒီမြင်ကွင်းတွေဟာကျွန်တော်တို့ခုလက်တလော့ရိုက်ကူးထားတဲ့မြင်ကွင်းတွေမဟုတ်ဘဲねပြီးခဲ့တဲ့အချိန်တခုကရိုက်ကူးထားတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဒါကြောင့်မလို့အခုလက်ရှိအချိန်နဲ့ဆိုလို့ရှိရင်တော့အချို့သောမြင်ကွင်းတွေကအပြောင်းလဲရှိကောင်းရှိနိုင်ပါတယ် ျွန်တော်တို့ကိုရံရိုက်ကူးထားတဲ့မြင်ကွင်းတွေနဲ့အတူသက်ဆိုင်ရာဒေသခံတွေသက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ရိုက်ကူးထားတဲ့မြင်ကွင်းတွေနဲ့ပေါင်းစပ်မျှဝေပေးသွားမှာလည်းဖြစ်ပါတယ်ဗျ။ဒါကမိုင်းခတ်မြို့အဝင်မှာမိုင်းခတ်မြို့အဝင်မှာအခုကျွန်တော်တို့ကဒီလန်ဂွဲလေးတစ်ခုရှိပါတယ်ဒီမှာပါဘယ်ဘက်မှာလန်ဂွဲလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ရှင်အောင်တမိုင်းဝင်မူလာနှီးဖျားကြီးမိုင်းနှုံနှီးဖျားကြီးစီသွားတဲ့လမ်းမှာ အဲ့အဝိုင်အောင်လေးကကျွန်တော်တို့မိုက်ခတ်မြို့ထဲဆက်ဝင်သွားမယ်လဲကျွန်တော်ကအပြတ်အောင်လမ်းအတိုင်းအခုဆက်ထွက်မယ်ဆိုရင်ဘယ်ဘက်ကိုကြွေထွက်လိုက်မယ်ဆိုရင်ဒါမိုင်းခတ်အဝင်ကနေပြီးတော့25မိနစ်လောက်မောင်းရမယ့်နေရာမှာမိုင်းနှုံနှိပြတိရှိနေတာဖြစ်ပါတယ်အကွာအဝေးအဖြစ်10မိုင်ကျော်ကျော်လောက်ရှိပါတယ်အဲ့တော့အခုဒီမြေပုံအရာကျွန်တော်တို့ကြည့်လို့ရှိရင်ဒီအလဲကောင်မှာနေရာလေးတစ်ခုရှိတယ်အဲ့နေရာလေးကတော့တောင်တန်းအတက်လေးဖြစ်မယ်အခုဒီမှာဒါကမိုင်းနှုံနှိပြရှိမဲ့နေရာပါဒီမှာပါရုပ်ပွားတော့ရှိနေမဲ့ဆန်ချောင်းကဒီလိုပုံမျိုးတိရှိနေတာပါ ဲ့တော့သွားမဲ့လမ်းအနေထားလေးကဘယ်လိုရှိလဲဆိုတော့အခုကျွန်တော်တို့အဲဒီကောင်းကင်ဟိုပါပေါ့မြေပုံအရဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအခုအလဲမှာကျွန်တော်တို့ကပြောတဲ့တောင်တန်းအခွေအစင်းလေးဒီနေရာလေးကတော့နည်းနည်းလေးသတိထားမယ်နေရာလေးပါပြီးရင်ကြံတာကတော့လုံးဝအဲတောင်တန်းတွေဖြတ်သွားပြီးရင်ဟိုဘက်မှာကတော့ရုပ်ပွားတော့ရှိမဲ့နေရာကတော့မြေပြန့်လေးဒီနေရာလေးဒီနေရာလေးကအခုဒီမှာကြည့်လို့ရှိရင်အာမိုင်းနှုတ်နှီးပြားဆိုပြီးတော့ MONG NUNG နဲ့ပေါင်းပါတယ်မိုင်းနှုံဘန်ဘူးဗုဒ္ဓ image ဆိုပြီးတော့မိုင်းနှုံနှီးပြားဗုဒ္ဓရုပ်ပွားတော်တရှိတဲ့ဆန်ကျောင်းတော်နဲ့ကြေးရွာတရှိနေတဲ့ပုံဖြစ်ပါတယ်ဆန်ကျောင်းတော်ကရုပ်ပွားတော်ရှိတဲ့ဆန်ကျောင်းတော်ကအခုဒီဘက်ကုန်းမြင့်လေးပုံမှာတရှိနေတာဖြစ်ပါတယ်ဆန်ကျောင်းတော်ရုပ်ပွားတော်ရှိတဲ့ဆန်ကျောင်းရယ်ပြီးသွားရင်ဖုန်းတော်ကြီးကျောင်းရယ်အခုဒီလိုပုံမျိုးလေးပါအဲ့ဒါပြီးသွားရင်လမ်းမကြီးရှိမယ်လမ်းမကြီးရဲ့ဒီဘက်အချမ်းရှိပမာကတော့ဒါက အာကြေးရွာလေးတည်ရှိနေတာဖြစ်ပါတယ်အခုကြေးရွာနဲ့အခုနဒီဆန်ကျောင်းတော်နဲ့တည်နေပုံကဒီလိုပုံစံမျိုးလေးပါဘာဖြစ်လို့ကျွန်တော်တို့ဒီလိုမျိုးပြရလဲဆိုတော့လေကျွန်တော်တို့အိုက်ပက်ဒေတာတကယ်ကိုရောက်ခဲပါတယ်ကျွန်တော်တို့လည်းရောက် သွားပါတယ်ရောက်သွားပေမဲ့ကျွန်တော်တို့မိုင်းနှုတ်နှီးပြားကိုမဖူးခဲ့ရပါဘူးအကြောင်းကြောင့်အဲ့ဒီဘက်ကိုမရောက်ဖြစ်ခဲ့ပါဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့မရောက်ဖြစ်ပေမဲ့လို့ဒီဘက်ဒေတာမှာဒီလိုနာမည်ကြီးရုပ်ပွားတော့ရှင်းအောင်ရုပ်ပွားတော့တဆူရှိနေတယ်ဆိုတာကိုသိစေခြင်းနဲ့စေတနာနဲ့ကျွန်တော်တို့ရနိုင်သမျှမြင်ကွင်းပုံနေနဲ့စုစည်းပြီးကျွန်တော်တို့လေ့လာထားတာလေးနဲ့ပေါင်းဆက်မျှဝေသွားမှာဖြစ်ပါတယ်ဒီနေရာမှာလည်းကျွန်တော်တို့မူရင်းကျွန်တော်တို့ရိုက်ကူးသူတွေအားလုံးကိုလေးစားစွာ critic ပါဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့ဒီလိုမြင်ကွင်းတွေကိုတွေးရှိရတဲ့သူတွေကအာကုသိုလ်ထက်ဆင့်ပွားများနိုင်မှာဖြစ်တဲ့အတွက်မူရင်းရိုက်ကူးသူတွေလည်းဒီကုသိုလ်ကိုရရှိကြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလေးလာ သိရှိထားတဲ့လောက်ကတော့ဒီရှင်းအောင်သမိုင်းဝင်မူလနှီးဖျားကြီးကမြန်မာတက္ကရ900ပြည့်နှစ်လောက်တည်းကစတင်တည်ထားခဲ့တာလို့သိရပါတယ်အဲ့တော့အခုဆိုရင်ဒါနှစ်ပေါင်း900နီးပါးရှိပြီလို့ပြောရမှာဖြစ်ပါတယ် မိုင်ကန်မြို့နယ်အတွင်းမှာရွာကြီး၄၂ရွာရွာငယ်၃ရွာစုစုပေါင်းရွာ၄၅ရွာနဲ့တည်ထားတဲ့အတွက်နဝင်းကျေတဲ့ရွာအုပ်စုတစ်ခုရှိခဲ့တယ်လို့သိရပါတယ်။အဲ့တုန်းကမိုင်ကန်မြို့မပေါ်ပေါက်သေးဘဲနဲ့အဲ့ဒီရွာတွေတဲကပါကန်ရွာမှာမိုင်းနှုံးတစ်နယ်လုံးကနေလေးစားရတဲ့ဆရာတော်ဖျား ရှိပါတယ်တဲ့တနေ့မှာဆရာတော်ကအိမ်မက်မှတ်ပါတယ်သူကမျိုးနိုင်ငံမှာရွှင်ငွေချေးတက်သူတွေနဲ့တွန်းလုပ်ထားတဲ့ရုပ်ပွားတော်တွေတော့ရှိနေပြီဒါပေမဲ့ဝါနှီးနဲ့ရက်လုတ်တဲ့ရုပ်ပွားတော်မြတ်မရှိသေးတာကြောင့်မလို့ဝါနှီးနဲ့ရက်လုတ်တဲ့ရုပ်ပွားတော်တစုတီထားကိုယ်ွယ်ဖို့နဲ့တရားတွေကအိမ်မက်ပေးခဲ့တယ်လို့ဆိုပါတယ်အဲဒါကြောင့်မလို့အဲ့ဒီရှေးရောသမိုင်းဝင်မူလာနှီးဖျားကိုနဇားတို့နဲ့အတူတီထားရက်လုတ်ကိုယ်ွယ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ရှေးအောင်သမိုင်းဝင်ဖျားတစုဖြစ်ပါတယ် ဒီဖျားကြီးရဲ့ပွဲတော်ကိုကဆုံလာဆန်းနဲ့ကဆုံလာစုပ်ရက်တွေရောက်တိုင်းနှစ်ဆင်ကျင်းပလေရှိပြီးတော့ရှေးအောင်တမိုင်းဝင် တကူကြီးကျုပ်ပွားတော်တဆူဖြစ်တာကြောင့်မလို့အနေနဲ့ရဲကစေနာရှင်တွေလာရောက်ဖူးမြော်ကြပြီးတော့အထူးစီကားတဲ့ပွဲတော်ဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့လည်းဖူးခွင့် အပြင်မှာဖူးခွင့်မရခဲ့ပေမဲ့ကျွန်တော်တို့လည်းဒီကနေပဲဖူးမြော်ရတာဖြစ်ပါတယ်ဒါကတော့မိုင်းဖုံးဆရာတော်ဒီကိုကြွရောက်ခိုက်မှာတွေ့မြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်အဲဆရာတော်ဒီဘက်ကိုကြွလာလို့ရှိရင်ဆရာတော်တီးကြဆန်နေဖို့အတွက်ဆန်ချောင်းတော်လည်းရှိထားတယ်လို့သိရပါတယ်ဆရာဒီပြီးခဲ့တဲ့နှစ်ပေါင်း900လောက်ဆိုတဲ့အခါကျတော့လीဒါမြန်မာနိုင်ငံရဲ့ဟိုနှီးဖျားတမိုင်းမှာဒါ ဟိုအူပိုင်းရုပ်ဘွားတော်တွေကတခုဖြစ်မယ်လို့ပြောလို့ရမယ်ထင်ပါတယ်ဗျကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ကျွန်တော်တို့လေ့လာသိရှိထားသလောက်တမိုင်းကိုဒါကျွန်တော်တို့ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်အကယ်လို့လူအချက်ရှိတယ်လို့ထင်ရင်အသေးစားသိရှိသူများလည်းပြုပြင်ပေးနိုင်ပါတယ်ဗျဒါတွေကတော့ကျွန်တော်တို့အဲ့ဒီမိုင်းနှုတ်နီးပြားကြီးမှာကျင်းပတဲ့ပွဲတော်တွေမှာတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ကျွန်တော်တို့အတက်နိုင်ဆုံးဓာတ်တွေကိုမူရင်း page တွေကနေပဲကျွန်တော်တို့ယူပါတယ် ီလိုမျိုးဒေတာမှာဒီလိုကြောက်ွားတော့တဆူရှိပြီးတော့ဒီလိုပွဲတော်တွေနဲ့ချင်းချင်းလည်းကျင်းပတယ်ဆိုတော့မြင်ငွေနေကိုကျွန်တော်တို့ဒီ channel ကနေကြည့်ရှုနေသူတွေအားလုံးကိုလည်းပြန်လည်မြင်နေကြတာပါဗျ။ကျင်းပတဲ့ပွဲတော်တွေနဲ့ပတ်သက်လို့ကျွန်တော်တို့အသေးစိတ်အချက်အလက်တွေမသိရှိနိုင်တာကြောင့်မလို့အကယ်လို့သိရှိသူများရှိလို့ရှိရင်ကျွန်တော်တို့ကို comment ကနေပြီးတော့ပြန်လည်မျှဝေပေးနိုင်ပါတယ်ဗျာ ကျွန်တော်တို့ရပ်ဖန်ရခါမှာကျွန်တော်တို့ကိုယ်တိုင်လည်းအချို့အကြောင်းအရာတွေကကျွန်တော်တို့အသိရှိထားပြီးသားလေးလာထားပြီးသားဖြစ်တယ်လို့အချို့အကြောင်းအရာတွေကြတော့လည်းကျွန်တော်တို့သွားရင်နိုင်တဲ့တာမန်ခီးသွားတယ်လို့ပဲကျွန်တော်တို့အားဒါလေးတော့တွေ့တယ်ဘာလည်းမသိဘူးဒီလိုမျိုးရှိတယ်ပါတယ်အခုကလည်းဒါကျွန်တော်တို့ဒီတိုင်းမှာပဲကျွန်တော်တို့တွေ့တဲ့လောက်မြင်တဲ့လောက်ကိုသာပြန်လည်းမျှဝေပြင်းဖြစ်ပါတယ်ဗျာ ဒီမှာအခုဒီမှာကြည့်လိုက်လို့ရှိရင်လေလေကျွန်တော်တို့ဒါဟိုပါပေါ့ဘာသာရေးဓလီထုံတဲ့ပွဲတော်တွေမှာဒီဘက်ဒေတာမှာရှိတဲ့အမျိုးသမီးတွေရဲ့အတက်တက်ကြွကြွပါဝင်ဆောင်ရွက်မှုတွေကိုလည်းဒါအာကြီးကြီးပွဲရတွေ့မြင်ရပါတယ်ဘာသာရေးဓလီထုံတဲ့နဲ့ပတ်သက်လို့ရှိရင်တအားကိုလေးလေးစားစားရှိကြတဲ့အာဒေတာတွေပါတိုင်းရင်းသားတွေပါ ချို့သောမြင်ကွင်းတွေကကျွန်တော်တို့ဟူနွေရာသီတင်နှဲအဲ့လိုမျိုးမြင်ကွင်းတွေဖြစ်ပါလိမ့်မယ်ကလေးလေး ဆစ်ဆရာလေးအဲလုံးဝအကလေးကြီးရဲ့တဘာဝအတိုင်းတက်တက်ကြွကြွနေလို့ဒီနေ့တော့ဒီတိုင်းသားဘာသာနဲ့ရုပ်ဖတ်ပူဆိုတာလေးကလည်းတကယ်ကြည့်ညိုစရာလေးပဲเนาะ အာကျွန်တော်တို့အခုတော့မိုင်းခတ်မြို့လေးတွေကိုတစ်ချက်သွားကြည့်ပါမယ်ဗျမိုင်းခတ်မြို့ကအာဒီမှာဒီလမ်းလေးကအတက်သွားလို့ရှိရင်ဒါကျွန်တော်တို့မိုင်းခတ်မြို့ရဲ့ညာဘက်ကိုထွက်သွားရင်တော့မိုင်းရန်ကိုသွားတဲ့လမ်းဖြစ်ပါတယ်မိုင်းခတ်မြို့ကကျွန်တော်တို့သိရသလောက်တော့ပြည်ဝင်ကြီးဌာနရဲ့1982ဇွန်လ28ရက်နေ့နေဇွဲပါစာမှတ်105မြင်းဆောင်၄စိတ်၁နဲ့ထုတ်ပြန်တဲ့အမိန့်ကြော်ညာစာအရရက်ွက်နှစ်ခုကျေးရွာ16ခုနဲ့မိုင်းခတ်မြို့နယ်အဖြစ်သတ်မှတ်ခဲ့တာလို့သိရပါတယ် ။အော်မိုင်းခမ်းမြို့နယ်ပြသတ်မှတ်တာက1982အောက်တိုဘာ4ရက်နေ့စာမှတ်103မြင်းဆောင်59နဲ့ပြီးတော့အခုနာဒီကြေးရက်ွက်နဲ့ကြေးအောင်စုသတ်မှတ်တာကအခုနာတော့1982ဇူလိုင်29ရက်ပါ။အခုဒီမှာကြည့်ဒါဆိုလို့ရှိရင်လေအော်တဘာဝလေးပွင့်တဲ့ပန်းလေးကိုကဒီဘက်ဒေတာကလှတာဗျ။ရာဒီဥဒုကအဲ့လိုပန်းနေပွင့်မှုဟိုအထောက်ပံ့ဖြစ်စေတယ်လို့ဒီဘက်ဒေတာမှာလည်းဟိုပန်းနေမြင်ရင်ဟိုချိုးဖက်ခူးဆွတ်ဆိုတာမျိုးကနေတယ်လीဆိုတော့ ပိုလှတာပါသဘာဝနဲ့အာမိုင်းခတ်မြို့ကမိုင်းခတ်မြို့နယ်ပေါ့မိုင်းခတ်မြို့နယ်ကအရှိကနေအနောက်ကို52မိုင်နဲ့တောင်ကမြောက်ကို32.4မိုင် ရှည်လျားတယ်လို့သိရပါဗျ။ သူကမိုင်းခမြို့နယ်အရှိတ်ဘက်မှာချိုင်းတုံမြို့နယ်နဲ့မိုင်းလာမြို့နယ်အရှိတ်မြောက်မှာမိုင်းရမ်းမြို့နယ်တွေနဲ့ထိစပ်နေပြီးတော့နောက်ဖက်မှာကတော့မမန်းမြို့နယ်နဲ့ထိစပ်နေတာဖြစ်ပါတယ်။အနောက်တောင်ဘက်မှာမိုင်းပြင်းမြို့နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့တွေဖြစ်ပါတယ်။မိုင်းခကအများအပြားတော့မြေပြန့်ချိုင်ဝမ်းတောင်ကုန်းတောင်တန်းတွေဖြစ်ပြီးတော့အဲမြေပြန့်လွင်ပြင်တော့နေပါတယ်ပေါ့။မြချောင်းပေါ်များတဲ့ဒေသတခုဖြစ်တယ်။အော်ဒီမှာဒီခွေးလေးကလေကျွန်တော်တို့မေးကြည့်တော့လေ နေမကောင်းလို့ပြန်ကုထားတာလေဒီမှာကြီးတနာစရာလေးအဲ့လိုမျိုးလေးဖြစ်နေတာသူကအမြဲတမ်းလေအာဒါဒီဘက်ဒေတာကမြင်ကွင်းချို့ဗျကျွန်တော်တို့အဲ့ဒီမှာဒီမှာဖုန်းတော်ကြီးကြောင်းနောင်မူပရိယတိစာတင်လိုက်တဲ့ကျွန်တော်တို့အဲ့ကြောင်းလေးတဲတော့တစ်ချက်ဝင်ကြည့်မယ်ဗျအဲ့ထဲမှာရှိနေတဲ့ကြောင်းဆောင်ဖြစ်ပါတယ်ဒီဘက်ဒေတာရဲ့အဲဘိတုကဟန်ဖြစ်ပါတယ်အထဲကိုဝင်ကြည့်မယ် ဒီမှာကကြောင်းတိုက်ထဲမှာတော့ဒီလိုအဲအစာဥပုံစံလေးတွေတွေ့ရတယ်တခုပဲကျွန်တော်တို့ဒီနေရာမှာနည်းနည်းအဝါဖြစ်တာလေကျွန်တော်တို့မှာဒီအကြောင်းအရာကိုပြောပြပေးနိုင်မယ်ဒေတာကန်နဲ့မတွေ့တဲ့အခါကျတော့ကျွန်တော်တို့ဒီအကြောင်းအရာတွေကိုတော့အသေးစိတ်တော့မျှဝေခြင်းမပြုနိုင်ပါဘူးပြကျွန်တော်တို့မြင်ရတဲ့မြင်ကွင်းတွေကိုတော့ဒါကျွန်တော်တို့ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်အရှင်လို့ကျွန်တော်တို့အချက်လက်များများနဲ့မမျှဝေနိုင်တဲ့အတွက်တော့တောင်းပန်ပါတယ်ဗျဒါကတော့ကြောင်းဆောင်လေးကိုဝင်ပြီးတော့ ဖူးမြော်တာကြာရုပ်ပွားတော့မျက်ရှိနေပါတယ်ဒီမှာပါပြီးတော့ကျွန်တော်တို့ဒါလေကျွန်တော်တို့ဘက်ယူဆနဲ့ကျွန်တော်တို့ဒီမြေပြန်ဘက်ကယူဆနဲ့ဆိုဖို့ပဋ္ဌာန်းရုပ်ပွဲဖြစ်မယ်လို့ထင်ပါတယ်ဒီမှာကြီးညိုစရာပဲဗျအာတက်တော်အပြင်တိတ်မကြီးသေးဘူးအခုရုပ်ဖတ်နေတာ ်ချိန်နေဘယ်မှာလောက်တာဒီမိုင်းနှုံးမှာရှိရပဲမိုင်းနှုံးဟုတ်ပါဘူးချိန်လေးရှိရချိန်ချိန်ဘူးအဲ့ဒါပြီးတော့တန်းတွေစီနေအောင်လုပ်ရမှာဟုတ်ဟုတ်ကဲ့ကျွန်တော်တို့အခုမိုင်းခက်ကနေပြီးတော့ပြန်ထွက်ဖို့လုပ်ပါပြီဗျကျွန်တော်တို့ဟိုအားရပါရမျှဝေခြင်းမပြုနိုင်တဲ့အတွက်လည်းတောင်းပန်ပါတယ်ကျွန်တော်တို့ရောက်တဲ့လောက်လေးတွေ့တဲ့လောက်လေးမြင်တဲ့လောက်လေးကိုသာမျှဝေရတာဖြစ်ပါတယ်ဗျ အခုကျွန်တော်တို့မျှဝေချက်တွေထဲမှာအကယ်လို့အတိမ်ဆောင်အမှားယွင်းတွေရှိခဲ့ရင်လည်းတောင်းပန်ပါတယ်လိုအပ်တာရှိရင်လည်းပြုပြင်ပေးနိုင်ပါတယ်ဗျာပြီးရင်ကျွန်တော်တို့နောက်တစ်ပိုင်းကြာရင်တော့ဒီမိုင်းခတ်မြို့လေးရဲ့အလှပမြင်ကွင်းအချို့ကိုတပတ်ဒေသခံတွေရိုက်ကူးထားတာလေးတွေနဲ့ပြီးတော့ကျွန်တော်တို့မိုင်းခတ်ကနေကြိုက်တုံပြန်မြင်ကွင်းတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ဒီပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျနောက်တစ်ပိုင်းမှာကတော့ကျွန်တော်တို့ခုနအပြန်လမ်းကြောမြင်ကွင်းလေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့မျှဝေမှုတွေကိုကြီးစုပေးနေတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ